မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့လူလူကိုးကွယ်ရာဘာသာကြီးများဆိုတဲ့စာရေးဆရာဂျွန်ဘီနော့စ်ရေးသားတဲ့စာအုပ်ကိုဘာသာပြန်ရေးသားထားတယ်ဆရာဦးစန်းလွင်ရဲ့စာအုပ်ခေကဖြစ်ပါတယ်နောက်ကြသောဟိန္ဒူဘာသာလုံ့အစအုပ်ဤအခြေခံယုံကြည်ကိုးကွယ်မှု BC 600စုတွင်အိန္ဒိယပြည်၌ ဘဝအဆိုးမြင်ဝါဒပြန့်ပွားလာခြင်းကြောင့်ဘာသာရေးအတွေးခေါ်များ ရှင်သန်နိုးကြားလာခဲ့သည်ပထမဦးစားရှေးဟိုအစဉ်လာနှင့်ကွဲလွဲသောဂျင်းဘာသာအယူဝါဒနှင့်ဗုဒ္ဓဘာသာအယူဝါဒများပေါ်ပေါက်လာသည်ထိုဘာသာများအကြောင်းကို ရှေ့ပိုင်း၌ပေါ်ပြခဲ့ပြီးဖြစ်သည်လူမှုဘဝ၏အရေးတကြီးလိုအပ်နေသောအချက်များကိုဤအစဉ်အလာမှ ကွဲလွဲသော အယူဝါဒဘာသာကိုးကွယ်မှုနှစ်ခုကဖြည့်ဆည်းပေးခဲ့သည်လူသားတို့လောက၌တိုးပွားလာသောအတ္တိဒုက္ခဆင်းရဲပေါင်းမှလက်တွေ့အဖြစ်လွတ်မြောက်အောင်ယုံထွက်နိုင်မိနိလန်းများကိုထိုအယူဝါဒနှစ်ခုကပေးခဲ့သည်ဗြမဏဝါဒကမူဘဝလွတ်မြောက်ရေးနိလန်းကိုမပေးနိုင်လူသားများလောလောဆယ်စိတ်ဆင်းရဲနေခြင်းကိုစိတ်ပြောင်းပြီးပျော်ရွှင်အောင်ဒသနာအတွေးခေါ်များဖြင့်လှည့်လေကား ခေသိမ့်သည့်သဘောလောက်ရေပူဇော်ခြင်းလောက်ကိုသာအေးထားဆောင်ရွက်ခဲ့သည်ဒုသောပြုလုပ်ခြင်းသည်လူသားတို့၏ဒုက္ခဆင်းရဲကို ချက်ချင်းတတ်သားသောအကူအညီမပေးနိုင်ခဲ့ထို့ကြောင့်ဗျမနဝါရကိုငင်းပယ်ခဲ့ကြသည်ထို့ဗျမနဝါရသည်ထိရောက်မှုမရှိလူမှုဒုက္ခဆင်းရဲများကိုပပျက်အောင်မလုပ်နိုင်အောင်များမကပို၍ပင်ဆိုးရွားစေလေသည် BC 600စုခေတ်တွင် ထိုကဲ့သို့ဗြမဏဝါဒကိုညှင်းပယ်ရန်အတွက်အိန္ဒိယသမိုင်း၏နောက်ပိုင်းကာလများမှာလိုပညာရှင်များ၏ရဲတဲမှုများများဆဆမလိုအပ်ခဲ့။ဘယ်ကြောင့်ဆိုသောထိုအချိန်ကဗြမဏဝါဒသည်ယုတ်တိနီးကြရှင်းလင်းသောတွေးခေါ်စနစ်တစ်ခုပြပြပြင်းပြင်းမပေါ်ပြောက်သေး။ထိုဝါဒကိုစိန်ခေါ်ရန်ကိစ္စသည်အထိုင်လျောက်လွယ်ကူသည်ဟုဆိုနိုင်သည်။ထိုခေတ်ထိုချိန်ကာလကရှေးအယူမှန်အစွဲသံဝါဒနှင့် အစဉ်အလာကိုမလိုက်သောအယူဝါဒများစတင်ဖြစ်ပေါ်ကားသာရှိသေးသောကြောင့်ဖြစ်သည်ဗြမဏဝါဒသည်စေဝံကွယ်ပွားမှုများသဘောထားကွဲပြားမှုများပြင်ပြင်ထန်ထန်မပေါ်ပေါက်သေးမီ၎င်းယူရောများလည်းပြည်ပြည်ပြင်းပြင်းမဖြစ်သေးပေခတ္တိယမင်းမျိုးမင်းလွယ်လူသားသားများသည်ထူးထူးခြားခြားသဘောထားကွဲပြားသူများအဖြစ်ပေါ်ထွက်လာသည် ခတ္တိယများက လူမှုရေးကိစ္စနဲ့ဘာသာကိုယ်ကွယ်မှုကိစ္စများ၌ဗြမဏဝါဒကပင် ပါဝင်ပတ်သက်နေခြင်းကိုမနှစ်သက်ကြသည်ခတ္တိယများထဲမှာလည်းအသိဉာဏ်ကြီးမားထက်မြတ်သူများပါဝင်ရရှိသည်ထိုဉာဏ်ပညာထက်မြတ်သူများကနတ်ဆရာဗြမဏပုံနာများ၏ဘာသာရေးအရေးပါလီယံဟန်ဆောင်မှုကို ဖိုးဖောက်ရန်လက်မနှေးခဲ့ပြီငွေကုန်ကြေးကြများစွာခံ၍ပြုလို့ရသော ရေပူသောဝဲများမှလည်းစိတ်လှုပ်ရှားလွယ်သောယုံလွယ်သောသူများကိုသာစိတ်သက်သာအောင် ပြုလုပ်နိုင်သည်အတိညာရှိသောစင်ညာစင်ခြင်းတိုင်းထွာနိုင်သူများ၏စိတ်ကိုကျေနပ်နှစ်သိအောင်မလုပ်ပေးနိုင်ကေကောင်းမြတ်ခြင်းကုသိုလ်သဘောသည်ရေပူသောရန်စေနာထက်တန်ခြင်း ဆိုသည့်ထက်ပိုသည် ဆိုသောအမည်ဖြစ်ပေါ်လာသည်လက်တွေ့ဖြစ်မှန်သောဘောကိုသာနှိမ့်ချ၍စိတ်ညွတ်တတ်ကြသောအုပ်ဆိုးသူမင်းဆိုးရာသာများက ဥပနိတိယအကျမ်းများတွင် ပါဝင်သောဝိညာဏဧကတဝါဒအယူဆများမှာလည်းအတွေးခေါ်သဘောအရအထိပယ်မရှိဟုယူဆကြသည် James ဝါဒကလည်းလူပုဂ္ဂိုလ်တန်ဖိုးမဲ့ပြုလုပ်ပြီးလောက၌မကောင်းမှုဒုစရိုက်မှန်သမျှသည်အဝိဇ္ဇာကြောင့်ဖြစ်သည်ဆိုသောယူဆကိုအတွေးခေါ်ယူဆများဖြင့်ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည်အကျင့်သီလရှိသောပုဂ္ဂိုလ်များ၏အမြင်တွင် လူသားတို့ကြုံတွေ့နေရသောဆင်းရဲဒုက္ခများကို ယမနဝါဒကဖြည့်ရှင်းမှုသည် ခုတ်ရာတခြားရှရာတခြားလွဲချုံနေသည်ဟုမြင်သည်အချင်းကုန်ခံပြီးအကျိုးမဲ့အောင်ပြုလုပ်ဆောင်ရနေသည်ဟုမြင်လာသည်ယမနဝါဒကိုမှောက်မှားသောအယူဝါဒဖြစ်သည်ဟုအထူးသဖြင့်ရှေးကြသောဗုဒ္ဓဝါဒကရှုမြင်သည်ဗုဒ္ဓဝါဒနှင့်ဂျမ်းစ်ဝါဒနှစ်ခုစလုံးသည်အကြီးကျယ်အောင်မြင်မှုရရှိခဲ့ပြီးလျှင်အချင်းကြလာသည်နှင့်အမျှထိုဝါဒများတိုးတက်ကြီးပွားလာလေသည် အယူဝါဒချင်းချင်းစန့်ကျင်တိုက်ခိုက်၍မတိမငြိမ်ဖြစ်နေသောအချိန်တွင်မြမနာဝါဒသည်၎င်းတို့၏စောစောပိုင်းကသဘောလက္ခဏာများကို မလွဲမရှောင်သာပဲအပြောင်းလဲပြုလုပ်ရလေတော့သည်ထို့သောလုံလိုက်သောကြောင့်နောက်ဆုံးတွင်မြမနာဝါဒသည် သူ၏ပြိုင်မများအပေါ်အနိုင်ရရှိလာလေတော့သည် ပြောင်းလဲလာသောအချိန်နှင့် လိုက်လျောညီတွေဖြစ်အောင်မိမိအယူဆများကို ပြောင်းလဲနိုင်ခဲ့သောကြောင့်ဖြစ်သည်ဗြဟ္မဏပုံနာများသည့ ဗဟိုချုပ်ကံမှုစနစ်အောက်တွေဘယ်တော့မှညှို့ညွတ်ခြင်းမရှိခဲ့ရှေးရိုးအစဉ်လာမှခွဲထွက်သောစနစ်များအပေါ်ကိုလည်းထိုးစစ်သဘောအရ၎င်းခံစစ်သဘောအရ၎င်းသဘောထားညှိနှိုင်းသောနေပြည်တော်များကိုလည်းမကျင့်သုံးခဲ့ပေမြမနာဝါဒသည်အခြားသောအယူဝါဒကွဲများအပေါ်တိခန့်ခြင်းစိတ်ထားပြင်သာဆက်ဆံခဲ့သည်တိမခန့်နိုင်သည့်သဘောဖြင့်လည်းပမာမခန့်မလေးမဆမဆက်ဆံခြင်းဖြင့်လည်းရှိခဲ့ကြသည် နောက်ဆုံးတွင်ဗမဏဝါဒသည်ပြန်ပွားလျက်ဖြင့်တည်ရှိနေသည်ဂျိန်းဝါဒဗုဒ္ဓဝါဒများနှင့်လုံးဝတရားမဝင်သည့်သဘောနှင်းထုတ်ခြင်းမပြုဘဲဒုဝါဒများတွင်ပါဝင်သောအချက်အလက်များစွာသည်မှန်ကန်ကြောင်းထုတ်ဖော်ပြောဆိုပြီးထိုယူဝါဒများကို သူတို့ကပါခံယူကျင့်သုံးလိုက်ကြလေတော့သည်ထိုအခါဟိန္ဒူများသည်ဂျိန်းဘာသာမှ ဟိန္ဒယူဆကိုလက်ခံယူလိုက်ပြီးလျှင် ိန္ဒူဘာသာဝင်များစွာတို့သည်အသားစားခြင်းကိုရှောင်ခြင်းကဟိန္ဒီဟိရွယ်စားသုံးသူများအဖြစ်ခံယူလိုက်ကြလေတော့သည်အင်းဤဖြင့်ဟိန္ဒူဘာသာဝင်များသည်တတ်တတ်လောစားသုံးသူများဖြစ်လာကြသည်ဗုဒ္ဓဘာသာထမ်းမှလည်းဟိန္ဒူများကသူတို့လိုချင်သောအလေးအကျင့်ကိုယူကြသည်။လောဘတဏှာကိုငြိမ်းသက်သောအကျင့်သီလဘာဝနာတရားကိုယူသည်။နိဗ္ဗာန်မဖို့ကိုမျက်မှောက်ပြုရန်အတွက်ပြင်ဆင်သောနိလန်းများကိုဟိန္ဒူများကနှစ်သက်ကြသည်။ ဟိန္ဒူများအတွက်ထိုးသောပြုရမှာလည်းအစဉ်ပြေးသည်အဘယ်ကြောင့်ဆိုတော့ဝေဒကျမ်းများထဲတွင်ဗုဒ္ဓဘာသာနှင့်ဂျိန်းဘာသာသဘောတရားချို့ကိုပါကြိုတင်ဖော်ပြထားသောကြောင့်ဖြစ်သည်ဟိန္ဒူများအနေဖြင့်မိသည့်ဘာသာမိသည့်အယူဝါဒကဖြစ်စေကောင်းသောအယူအဆဖြစ်လျင်၎င်းတို့လက်ခံယူရန်ဝန်မလေးခဲ့ကြအယူအဆများအခုပြောင်းဖြစ်စဉ်ကာလထဲမှာတွင်ရှေးကျသောအယူအဆများလည်းအားကောင်းနေသေးပင်ဖြစ်သည် ်ရှေးယူအစဓမ္မများသည်တိတ်တဆိတ်ဆက်လက်ရှင်သန်ကြီးထွားနေကြသည်ရှေးယူစွဲတန်သောဟိန္ဒူဝါဒတွေတွင်ပါဝင်သောတဏှာဝိဒုက္ခမှကင်းလွတ်ကြောင်းနိလန်သုံးတွင်ဘဝလွတ်မြောက်ကြောင်းနိလန်သုံးခုကိုဆက်လက်၍ဖော်ထုတ်ခဲ့ကြသည် ထိုသုံးတွေ၏ပထမနည်းသည်ကာမမဂ္ဂဟုခေါ်သောနည်းဖြစ်သည်ကံဖြင့်လွတ်မြောက်စေသောနည်းဖြစ်သည်ဤနည်းသည် အလွန်ရှိကြသောနည်းဖြစ်သည် တွေးခေါ်တသနာဆရာကြီးများကဤနည်းကို အလေးကယူမထားကြစေကဘူး။တာမန်လူအများစုကဤနည်းကိုများစွာလိုက်စားကြသည်။ဤနည်းသည်သုံးပါးသောအကျိုးကို ဆောင်ရွက်သည်။လက်တွေ့ကြသည်နားလည်ရလွယ်သည်။ရှေးထုံးအစဉ်လာရမောမြတ်သည်ဟုယူဆခြင်းခံရသည်။ဤနည်းသည်ဘဝလုံးမြောက်၏အတွက်အပင်ပန်းခံဆောင်ရွက်သူများ၏နီလန်းဖြစ်သည်။အလွန်မင်းစိတ်လုံရှားခြင်းလည်းမရှိသလိုဉာဏ်ပညာလည်းမပါလား။ဤကနိစနေရှိသည့်အတိုင်းမျှော်လင့်ခြင်းဖြင့်ဝိပုပူဇော်ဝဲများကို ပြုလုပ်ခြင်းဟိန္ဒူဘာသာဝင်များ၏တဘာဝအတိုင်းကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းသဘောဖြစ်သည်ဟိန္ဒူဘာသာဝင်များသာတို့သည်နတ်များအားယေပူဇော်ခြင်းရိုးရာကြော်ခြင်းအာယုန်တက်နေကိုပူဇော်ခြင်းမိကိုပူဇော်ခြင်း မွေးဖွားခြင်းမင်္ဂလာပွဲအခမ်းအနားသေခြင်းအမင်္ဂလာအခမ်းအနားလက်ထက်ခြင်းမင်္ဂလာအခမ်းအနားကောက်သစ်ပေါ်ခြင်းမင်္ဂလာအခမ်းအနားစသည်များကိုလှူဒါန်းပူဇော်ခြင်းအမှုကိုပြုကြသည် တို့တို့ပြုလုပ်ခြင်းအားဖြင့်သေသောအခါနတ်ပြည်နတ်ရွာသူကလေးချမ်းသာကိုရသည် နောက်တစ်ခါလူပြန်ဖြစ်လင်းလဲဗြမဏပုံနာဆက်မြို့၌ပြန်ဖြစ်ရပြီလေဗြမာကြီးနှင့်ပေါင်းစည်းခြင်းအစုံနိဗ္ဗာန်သို့ရောက်နိုင်သည်ဟူသောအယူဖြစ်သည်ဗြမဏပုံနာများအတိုင်းဝိုင်းတွင်ဤကာမမကနီးကံပြုခြင်းဖြင့်ဘဝလွမြောက်စေသောနီးစတင်ပေါ်ပေါက်ခဲ့လေသည်ကောင်းမှုကုသိုလ်ပြုရန်အတွက် လူတိုင်းမှာဝိကျွေးတင်လျက်ရှိသည် လူတဦးပေးဆက်ရမည့်ဝေကျွေးစည်းရင်းလည်းရှိသည်လူတိုင်းသည်နတ်ကိုရစ်ပူဇော်ရန်တာဝန်ရှိသည်လူအချင်းချင်းကိုလည်းအဝတ်ကျွေးပင်ရန်တာဝန်ရှိသည်ဤဝတရားများကိုကြည်ပြောအောင်တစ္ဆာရှိရှိဆောင်ရွက်နိုင်လေသူပြုရမည့်ဝတရားများအလုံးကြည်ပြောင်းပေတော့သည် သူသည်အရာရာကိုရရှိနိုင်သူအရာရာကိုအောင်နိုင်သူဖြစ်လေသည်သို့သောဤအယူဆ၏ရိုးဖြောက်ခြင်းသဘော၌ရစ်ပူဇော်မှုကိစ္စကိုအလေးထားခြင်းကြောင့် နေပရိစေသကြတော့ခါပြပြင်ပြောင်းလဲမှုတို့ကို ပြုလုပ်လာကြသည်တဖြည်းဖြည်းနှင့်ရှေးထုံးစံနှင့်နောက်ထုံးစံများပေါင်းစည်းထားသောဥပဒေစည်းမျဉ်းများပေါ်ပေါက်ခဲ့သည်ထိုအာဏာသက်ရှိသောကိုရဥပဒေဓမ္မသက်ကျမ်းများ၌ဓမ္မရှတရကျမ်းသည်ထင်ရှားသည် BC နေရာလောက်တွင် ဥပဒေပညာရှင်နတ်ဆရာပုံနာများကစည်းမျဉ်းဥပဒေများကိုစုပေါင်းစည်းရင်သောမနုကျေဓမ္မသက်လဲပေါ်ပေါက်ခဲ့သည် မနုကျေဓမ္မသက်ကအစာပြုသောဥပဒေကျမ်းများအားလုံးသည် လူတို့၏ဘဝတစ်လျှောက်လုံးတွင်ကျင်းပပြုလို့ရမည်မင်္ဂလာအခမ်းအနားအမင်္ဂလာအခမ်းအနားများအကြောင်းအရေးထားပြီးဖော်ပြနေကြသည်လူတို့သည်သူ၏ဇက်ထုံးစံများကိုသာ လေးစားလိုက်နာရယုံမကသူသည်လူတတန်တစ်လျှောက်လုံးတွင်ပြုလို့ရမည်ဘာသာရေးဆိုင်ရာဝဲပြုပူဇော်ဝဲ မင်္ဂလာအခမ်းအနားများကိုလည်းမပြတ်မကွက်ဆောင်ရွက်ရသည်ဇက်ထုံးစံဇက်စီကံစိုးသည်မှာ မိမိနဲ့ဇာမတူသူနဲ့လက်မထိုက်ရစားတောက်မှုဆိုင်ရာတိတိကျကျပြထမ်းချက်များကိုမချိုးဖောက်ရချမှတ်ထားသောလူမှုအစီအကံများကိုလည်းမကျူးလွန်ရပါ၏မနုကျေတမသက်ကျမ်းထဲတွင်လူတူဦးဘဝတလျှောက်တွင် ပြုလို့ရမည်ဘာသာရေးဆိုင်ရာမင်္ဂလာကိစ္စများကို အသေးစိတ်စည်ရင်းနှင့်တကွပြုစုထားသည်ဥပမာမွေးနေ့မင်္ဂလာကင်ပွန်းတက်မင်္ဂလာပထမဆုံးနေကိုရှိခိုးသော မင်္ဂလာပထမဆုံးထမင်းခော့မင်္ဂလာပခတ်တင်မင်္ဂလာ ပထမဆုံးစံသမင်္ဂလာ နာသမင်္ဂလာ လူလားမြောက်သော လူပြိုပေါ်ဝင်မင်္ဂလာလက်ထက်ထင်းများခြင်းမင်္ဂလာစသည်တို့ဖြစ်သည်အိမ်ဆောင်တဲ့များကိုဂုံပြူဝဲမင်္ဂလာအခမ်းအနားများလည်းရှိသေးသည်မိသားစု၏အကြီးအကဲကရိုးရာနှက်ကိုအိမ်သားများနေ့စဉ်ရှ िख ောဝတ်ပြုခြင်းရှိမရှိစောင့်ကြည့်ရသည် ထမင်းစားကန်ဤတိုင်းမစားမီအိမ်ဦးနှက်ကိုစအုပ်စားပြတည်ရသည် ဤသို့စာဥစာများမတင်ပဲမိသူများအစာမစားရပေအရေးပါသောဝိပုအစင်အားများနဲ့တွင်အတုပခန္ဓာများနှင့်ရိုးရာနတ်ပူဇော်ပသခြင်းများသည်အရေးအကြီးဆုံးဖြစ်သည်ဤတလေးထုံးစံကိုကုံပြီးထမင်းကျွေးခြင်းတတ်တာဟုခေါ်သည်သေသူကိုရည်ညွှန်း၏ကျွေးရသောထမင်းဖြစ်သည်ဟိန္ဒူဘာသာဝင်များဖို့ဤသို့ဝိပုမင်္ဂလာအခမ်းအနားများကိုမဆောင်ရွက်ပါကတမလွန်ဘဝ၌ရိုးရာနတ်ဖြစ်သောအခါအသက်တူသည်ဟုယုံကြည်ကြသည် ထို့သောအသက်တိုးလင်းကာမနိယာမယထိုဝိညာဉ်သည်ပရိတ်တန်လေသည့်၍တဖန်မွေးဖွာရပြန်ဦးမည်တတကုံပြီးသမင်းပူဇော်ခြင်းဓလေတွင်လှူပွဲဝတ္ထုပစ္စည်းများဆက်တော့ဖွယ်ရာများပောင်းဝင်ရသည်ထိုသေးသူများကိုရည်ရွယ်၍ဤကဲ့သို့ကျွေးမွေးပြုစုခြင်းမပြုလင်သေသူဝိညာဉ်သည်အား내ချိနေပြီလျှင်ပျောက်ပြက်လွင့်ဆင်သွားသည်ဟုယူဆကြသည်ဂုံပြီးသမင်းမြင့်ပူဇော်ရာတွင်ပိဏခေါ်သမင်းစုပ်ပါဝင်ရန်အလုံးအရေးကြီးသည် ထိုထမင်းစုပ်သည်တေသူအားအထက်တစ်သက်ဖြင့်ပူဇော်ခြင်းဖြစ်သည်ဟုယူဆသည်တေသူမှာထိုထမင်းစုပ်ကို စားရမှသာခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းများကိုပြန်၍ရရှိနိုင်သည်ဟုယူဆသည်ဤသောပါသောအမြင်တစ်ခုမှဤသို့ဖြစ်သည် ပထမရက်တွင်ဤကဲ့သို့ပူဇော်ပတာပါကသေးသောသူဤဝိညာဉ်သည်ဥကောင်းကိုပြန်ရသည်ဒုတိယအကြိမ်ပူဇော်ပတာလင်နာမျက်စိနှာခေါင်းတို့ရရှိသည် တတရာအကျိန်ပသသောအခါလက်များယင်ဘက်လေဘင်းတို့ကိုရရှိသည်သရုပ်တာအကျိန်ဆိုလျင်သူ၏ကိုအထက်ပိုင်းကိုရသည်ပြင်စမအကျိန်တွင်ကိုအောက်ပိုင်းနှင့်ခြေထောက်များကိုရရှိသည်စထမအကျိန်တွင်သူ၏အသက်နှင့်ဆိုင်သော အင်္ဂါအစိတ်ပိုင်းများကိုရရှိသည်တတမအကျိန်တွင်အယိုးများယိုးရင်းချင်းသည်သွေးတော်များကိုရရှိသည်အထမအကျိန်တွင်ခြေသေးလက်သေးဇဝင်သွားဆသည်တို့ကိုရရှိသည်နဝမအကျိန်တွင်ကြံသောခန္ဓာအစိတ်ပိုင်းများအလုံးရရှိသည်အင်းအားကိုလည်းရရှိသည် ဒသမအကျိန်တတ္တခေါ်ကုံပြီးထမင်းမြင့်ပူဇော်ခြင်းသည်သူ့ကိုယ်တွင် ဖြစ်သော စာလောင်မောတိတ်ခြင်းများကိုပယ်ရန်ရည်ရွယ်သည်ပိဏခေါ်ဆွန့်လုံများကိုမိခင်ဖခင်အမိဘကဆွေမျိုးများအဖဘကဆွေမျိုးများနှင့်အိမ်နှင့်ဝေးရာအရ၌ပူဇော်ပတ်သမှုခံနာမပါဘဲသေဆုံးရသဖြင့်အင်အားချို့တဲ့နေသူများအတွက်တင်မြှောက်ကြရသည်သို့သောအရွယ်မရောက်မီလက်မထက်မီသေဆုံးသောသော မင်းကလေးများနဲ့ရှင်မပြုတ်မီအရွယ်၌တည်ဆုံသောယောက်ျားလေးများအတွက်မူတတဂုံမီသမင်းဖြင့်ပူဇော်ခြင်းတလေးထုံးစံမရှိသေး။ပိန်နဆွမ်းလုံများကို မျိုးယိုမှဆင်းသက်သူတယောက်ျားကသာ တင်မြှောက်ပူဇော်ကြရသည်။ထို့ကြောင့်မသိမီတယောက်ျားရရှိရန်အလွန်အရေးကြီးသည်။တေသူဤဝိညာဉ်များကို အများအားဖြင့်တည်ဆုံရင်တည်ဆုံပြီးချင်းချက်ချင်းပင်အတုပအခမ်းအနားဖြင့်ပူဇော်ပတ်သားကြသည်။ ။သို့သောအဲ့ဒီဦးစီးဦးဆောင်ယောက်ျားဖြစ်ရင်၎င်းကိုတရတစ်ကြိမ်ပထမနှစ်တွင် ပူဇော်ကြရသည်။နောက်နှစ်များတွင်နှစ်စဉ်နှစ်တိုင်းရိုးရာဝိညာဉ်ကျွေးမှုပဲဖြင့်ပသကြရလေသည်။မိမများအတွက်ကံပြုသောနီလန်းများလည်းရှိသည်မနုကျေဓမ္မသက်ထဲတွင် ထိုလုံထုံးလုံးဤများကိုချမှတ်ပေးထားသည်အမျိုးသမီးများလိုက်နာမိဝတ္တရားများမှာအလွယ်တကူပင်ဖြစ်သည်အမျိုးသမီးများသည် မိမိတို့၏လျောက်တမ်းများကို၎င်းတို့၏အလိုကြလိုက်လျော၍ပြုစုလုပ်ကျွေးရန်ဖြစ်သည်မနုဇေတမသက်တွင်အာရှတိုက်သားများ၏မူဝါဒကိုဖော်ပြထားသည်ကလေးဘွား၌မိန်းကလေးသည်ဖခင်ကိုပြုစုဆောင်ရှောက်ရမည်လူငယ်လူလတ်ပိုင်းသို့ရောက်သောအခါအမျိုးသမီးသည်မိမိခင်မိုးကိုပြုစုဆောင်ရှောက်ရမည်အမျိုးသမီးသည်ဘယ်သောအခါမှလွတ်လပ်စွာအမိကိုကင်း၍မနေနိုင်သည်အမျိုးသမီးသည်မိကို၏သာနေရသောအဖြစ်ဖြင့်လိုက်လျောညီထွေးစွာ သူမသည်အိမ်မှုကိစ္စများကိုထမ်းဆောင်ရသည်မိသားစု၏အကြီးအကဲအမျိုးသမီးရောက်ခမအားအကျွမ်းမဲ့ရူသေးရသည်အိမ်ရှိအမျိုးသားများကိုလည်းဖျားတဆူဝူတလုံးငယ်သို့ရှစ်ခိုးမြန်လို့ရသည်လင်သားပေါ်တစ္ဆာရှိသောဇနီးဖြစ်ချင်းသည်နောင်ဘဝတွင်ဤလင်ဤသားများနှင့်အတူတူပေါင်းသင်းနေထိုင်ရသည်ဟုအယူဆွဲရှိသည်ထို့ကြောင့်ဇနီးအမျိုးသမီးများသည်မိမိအမျိုးသားလင်ယောက်ျားကိုအမြဲအစဉ်ယူသေးရသည်လင်စိတ်မချမ်းမသာဖြစ်အောင်မလုပ်ရ လင်သားကတစ္ဆာမဲသောဆိုးသွမ်းတော်လဲမယားကလင်သားအပေါ်ချစ်ခင်မြန်လို့ရမည်တစ္ဆာရှိသောဇနီးမယားသည်မိမိ၏ခင်မုန်းယောက်ျားကိုဖျားခဲ့သောရှစ်ခိုးကြည်ုံရမည်ဟုဆိုသည်ထိုလျောက်ျားကွယ်လွန်သောအခါ၌လည်းဇနီးမိမသည်မိမိနှုတ်ဖျားကအခြားယောက်ျားတို့၏အမိကိုပင် ထုတ်ဖို့ပြောဆိုခြင်းမပြုအပ်ပေကိုကိုကိုစောင့်ထိုင်ရမည်ဤနည်းဖြင့်သေဆုံးသည့်တိုင်အောင်ငြိမ်သက်သောစိတ်ဖြင့်အတိကံလျက် ။လင်းယောက်ျားတဦးတဲ့အပေါ်မှာသာဇနီးမယားတို့ပြုအပ်သောမယားဝတ်ကိုကြည်ပြွန်စွာထမ်းဆောင်နေသွားရမည်။ကွယ်လွန်ပြီးသောလင်းသားပေါ်၌ထားရမည်မယားဝတ်တရားများကိုချိုးဖောက်ပြီးနောက်ထပ်သာသမီရခြင်းသောစိတ်ဖြင့်ဤသောလင်းသားပေါ်၌ထားရမည်မယားဝတ်တရားများကိုချိုးဖောက်ပြီးနောက်ထပ်သာသမီရခြင်းသောစိတ်ဖြင့်ဤလောက၌ကိုယ်ကိုယ်ကိုအရှက်မဲ့ပြုသောမိမများသည်နောင်မောင်း၌မိမိ၏လင်သားပေါင်းသင်ရမည်အစားမြေခွေး၏ဝန်တိုင်၌ပရိသန်၏ယူအားသည့်အဖြစ်သို့ဆက်ရောက်သွားသည်ဟုဖော်ပြထားသည်။နောက်ကြားများသည့ ထက်စီးရသောအခြေအနေ ရှိစေကမူမိမိ၏ဇနီးမယားကိုဂုံပြုပေးရမည်။ထိုမိမအများကြီးသားပျော်ရွှင်ရေးကိုအလေးထားဆောင်ရွက်ရမည်။သားသမီးများ၏ကောင်းစားရေးကိုလည်းဆောင်ရွက်ပေးရသည်။ဘိုးတန်လည်းဝေရဏများဝတ်ကောင်းစားလာများနှင့်အစာကောင်းအတော်ကောင်းများကိုပွဲလဲသမင်ရှိသောအခါ၌ပေးကမ်းထောက်ပံ့ရမည်။သို့သောဤသို့ပြုလိုသောဝတ်တရားသည်ကြီးကဲများကိုမိမိအား ကောင်းစွာလှုပ်ကြွေးပြုသောလက်အောက်ငယ်သားများအပေါ်ပေးအပ်သောဂုံတိတ်ခါဖြစ်သည်။ယောက်ျား၏ကြီးမြတ်ခြင်းသဘောကိုမျက်ချီပြိုက်မခံရထို့ကြောင့်ဗြဟ္မဏပုံနာတို့သည်ဇနီးမယားနှင့်အတူထမင်းမဆာရ။သူမထမင်းဆာနေသော အခါမှလည်းသူမအားမကြည့်ရ။ထို့အတူဇနီးမယားအဝတ်အစားလဲလှယ်နေစဉ်၎င်းမျက်လုံးမျက်တောင်များကိုဆေးဆိုးနေသည့်အခါ၌၎င်းမကြည့်ရ။တားမြစ်ထားသည်။ဤဓမ္မသက်များ၌လူတို့ပြုကျင့်အပ်သော ကျင့်စရိုက်များကိုအသေးစိတ်ဖော်ပြထားသည်။ထို့ရာတွင်အီတလီထုံးစံများကိုချွင်းကြမရှိနိုင်နာကြသည်ကမဟုတ်။အလွန်ရှေးယူဆွဲသံသူများ၏အတိုင်းဝိုင်းမှာပင်အပြောင်းလဲပြုတတ်ကြသည်။ရှေးထုံးစံများကိုခက်သက်အခြေအနေများကပြောင်းလဲပြုပြင်၍လက်ခံယူကြသည်။ယနေ့တိုင် ရှေးမှုန်ပြက်ဆက်လက်၍လက်ခံကျင့်သုံးနေရသောဟိန္ဒူများ၏ဒလိထုံးစံများစွာရှိသည်။ ခြုံ၍သုံးသပ်မည်ဆိုပါကထိုတလေထုံးသပ်များသည်မြမနာများကြီးဆိုသောဘဝနေနည်းများကိုဥပဒေထုံးနှံအစဉ်လာဖြစ်အောင်ပြုလုပ်ထားခြင်းသာဖြစ်သည်သို့သောထိုတလေထုံးသပ်များအပေါ်တစ္ဆာဆောင်တည်သူများကထိုကဲ့သို့ပြောဆိုကြမည်မဟုတ်ပေထိုသူများဤသို့ပြုသောနိလန်းများသည်ဘဝလွတ်မြောက်ရေးနိလန်းများဖြစ်သည်ထိုကဲ့သို့ထုံးနှံဆင်လာနှင့်အညီနေထိုင်သောအပါကအနာဂတ်၌ဘဝလွတ်မြောက်ရေးချမ်းသာဒုက္ခပြည့်စုံ၏ဖြစ်စေနိုင်သည် ဤကံဖြင့်သွားသောလမ်းသည်ဉာဏ်ပညာဖြင့်သွားသောလမ်းထက်အောက်တန်းကြသည်ဟုသဘောထားကြသည်ညာနမကခေါ်ဉာဏ်ပညာဖြင့်သွားသောဤလမ်းသည်သာဘဝလွတ်မြောက်ရေးအတွက်ပို့ပြီးတသနာဆန်သောအတွေးပါသောဤလမ်းဖြစ်သည်ဟုလည်းဖော်ပြထားလေသည်နာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်ပတ်များမှာဟိန္ဒူဘာသာမှညာနအမကညာလန်းအကြောင်းကိုဖော်ပြပေးသွားမှာမို့နားဆင်ပြကြပါဦးခင်ဗျာ